နားလည်မှုလွဲနေတဲ့အရာတခုကိုကျွန်တော်ရှင်းပြရမယ်မြန်မာနိုင်ငံနေပြီးတော့အခုလိုမျိုးပေါ့နော် Facebook မှာငွေရှာဖို့လုပ်တဲ့အချိန်မှာကျွန်တော်တင်တန်းသားတွေတောင်တချို့နားလည်မှုလွဲနေတယ်အဲဒါတော့ကျွန်တော်အခု DV တွေနဲ့ကျွန်တော်ပြန်ရှင်းပြရမယ်ကျွန်တော်တို့အဓိကက location location လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကမြန်မာနိုင်ငံက Facebook ကတရားဝင်ငွေရှာခွင့်ပြုတဲ့နိုင်ငံမဟုတ်ဘူးလေနော်မဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမြန်မာနိုင်ငံနေပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်စူးစမ်းချင်တယ်ဆိုရင် page name ပဲလုပ်ရမယ်အဲ့ဒီ page ကိုကင်တဲ့ admin ရဲ့ location ကအရေးကြီးဆုံးပဲ page location အရေးကြီးတာမဟုတ်เนาะ page ကိုကိုင်တဲ့ admin ရဲ့ location အရေးကြီးဆုံးဒီ page ကိုကိုင်တဲ့ admin ရဲ့ location ကိုသူခွင့်ပြုတဲ့နိုင်ငံရဲ့ location ဖြစ်နေတယ်ဆိုလို့ရှိရင်သူပြဿနာမရှိအောင်ဒါအဓိကပဲเนาะဒါကြောင့် page location ကိုပြောင်းဖို့လိုတာလားဘယ်အောင်လိုတာလဲအမျိုးမျိုးပေါ့เนาะမေးတဲ့မေးခွန်းတွေရှိတယ်တင်တန်းတိုင်းတောင်မှဒီတင်တန်းတိုင်းတောင်ကြားထဲမှာလာမေးတာရှိတော့ဒါကျွန်တော်ပြန်ပြီးတော့ပြောပြပေးတာပေါ့เนาะအဓိကကျွန်တော်တို့က page ကိုကိုင်တဲ့ admin ရဲ့ location ကအရေးကြီးဆုံးပဲတော့တည်တာ เนาะကိုယ့်ရဲ့မြန်မာအကောင့်ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ်မြန်မာအကောင့်ကနေဖွင့်တဲ့ page ကလည်းမြန်မာပဲဖြစ်မှာပဲအဲအဲ့မြန်မာအကောင့်ကနေဖွင့်တဲ့ page ကိုမှအဲ့ဒီမြန်မာအကောင့်ကိုဖယ်ထုတ်လိုက်ကျွန်တော်နိုင်ငံခြား location ကြော်ပြီးဖောက်ထားတယ်ထားလိုက်ပါတော့သူခွင့်ပြုတဲ့နိုင်ငံ location ကြော်ဖောက်ထားတဲ့ admin account ပေါ့နော်အဲအဲ့ဒီ account ကိုလာထည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ page လည်းမကြခင်မှာသူခွင့်ပြုတဲ့နိုင်ငံရဲ့ location ဖြစ်သွားပြီအဲ့တော့ဘယ်အရေးကြီးလဲဆိုတာသိပြီနော် page ကရေးကြီးနေမှာမဟုတ် page ကိုကင်တဲ့ admin တွေကရေးကြီးနေတာတကယ်လို့ပေါ့ဗျာအခုကြီးနေတဲ့သူက ထိုင်းနိုင်ငံမှာနေနေတယ်ထိုင်းကနေပြီးတော့မှ page တစ်ခုကိုဖွင့်ထားတယ်ကိုကအလုံးမအားလို့ဆိုပြီးတော့အဲ့ page ကလည်း monetization အောင်နေတယ် run နေတယ်ပေါ့နော်ကိုကအလုံးမအားလို့ video တွေတင်ဖို့အတွက်အဆင်မပြေလို့ဆိုပြီးမြန်မာနိုင်ငံမှာရှိနေတယ်တကယ်ချင်းဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်အဲ့လိုတယောက်ယောက်ကိုလာပြီးကိုက admin လာထည့်လိုက်တယ်အဲ့တော့ admin ကနှစ်ယောက်ဖြစ်သွားရောထိုင်းမှာနေတဲ့မိတ်ဆွေကတယောက် မြန်မာနိုင်ငံတငယ်ချင်းတယောက်အဲ့လိုထည့်လိုက်ပြီဆိုရတဲ့ Facebook ကနေပြီးတော့မဟာမြန်မာ admin တွေပါနေတယ်ဆိုတဲ့ဟာကိုခြေရာခံပြီးပြီးတော့ monetization နဲ့ပတ်သက်ပြီးတော့ restrict လုပ်လိုက်တယ်။ဒါကြောင့်ကျွန်တော်တို့ကမြန်မာနိုင်ငံနေပြီးတော့မှကြော်ပြီးတုံးနေဆိုတာမြန်မာကမှမသိအောင်လို့ဒီ location ဆိုတဲ့သင်တန်းကိုကျွန်တော်ကဖွင့်ထားတာပေါ့နော်။ကိုကအခုချိန်မှာ follower page follower လည်းနေသေးတယ်။ content တွေလည်းမဖန်တီးတတ်သေးဘူးဆိုရင်ဒီ location ကိုစိတ်ဝင်စားနေအောင်အရင်ဆုံး content တွေကိုအရင်တင်တတ်အောင်လောက်တောင်းလောက်ပေါ့နော်။ ခုနကနားလည်မှုလွဲတွေဟာလည်းကောင်းကောင်းတဘောပေါက်မယ်ထင်တယ်အရေးကြီးတာက page ကမဟုတ်ဘူး page ကိုကင်တဲ့ admin ရဲ့ account ရဲ့ location ကအရေးကြီးတယ်ကျွန်တော်ပြန်ပြောပေးမယ်နော်တကယ်လို့မိတ်ဆွေကထိုင်းမှာနေနေရဲ့အဲ့ထိုင်းကနေပြီးတော့မှ page တစ်ခုဖွင့်လာပြီးတော့ monetization နဲ့အောင်လာတဲ့ CM တွေပွင့်ထားတယ်ကိုမအားဘူးဆိုပြီးတော့မြန်မာနိုင်ငံကလူတယောက်ကိုကို admin လမ်းထည့်လိုက်တယ်သူ့ကိုတင်ဖို့အတွက်ပေါ့နော် post တွေတင်ဖို့အတွက်အဲ့လိုထဲလိုက်ပြီးဆိုတာနဲ့တခါတယ် Facebook ကနေတော့ location နဲ့ပတ်သက်ပြီးတော့ပြဿနာရှာပြီးငွေရှာခွင့်ကိုယာယီကန့်တက်လိုက်ပြီးเนาะ အဲ့ဒီတော့အဲ့လိုမျိုးမြန်မာနိုင်ငံလူထဲချင်နေဆိုလို့ရှိရင်အခုကျွန်တော်တို့လိုမျိုးပေါ့ Facebook ကိုကျွန်တော်တို့ကဒီ location ကြော်ထားတဲ့ account နေနဲ့ကျွန်တော်တို့ကတုံးနေတယ်ပေါ့စနစ်ကြကြနဲ့တုံးနေတယ်ပေါ့အဲ့ဒီတော့ကိုယ့်မြန်မာနိုင်ငံလို့မထင်တော့ဘူးဒါအဓိကပဲเนาะဒါကြောင့်ကျွန်တော်က page နဲ့ပဲစူးစမ်းခိုင်းတယ် page က admin နေထုတ်မယ်ထည့်မယ်လုပ်လို့ရတယ်အများကြီးလုပ်လို့ရတယ်เนาะဆိုတော့အဓိကရည်ကြီးတာ page location မဟုတ်အဲ့ page ကိုကိုင်တဲ့ admin ရဲ့ location နောက်တဲ့မေးခွန်းတစ်ခုရှိတယ် အခုကျွန်တော်တို့မြန်မာအကောင့်တွေကနေမှ page တခုဖွင့်လိုက်တယ်အဲ့ဒါဆိုတော့ရတယ်လားရတယ်ဘာလို့ရလဲဆိုတော့နောက်ပိုင်းကျမှကျွန်တော်တို့ကဒီမြန်မာအကောင့်အနေဖွင့်ထားတဲ့ page ပေါ့နော် hp ကနေတော့မှအဲ့မြန်မာအကောင့်ဖယ်ထုတ်လိုက် location ကြော်ထားတဲ့အကောင့်ကိုလာပြီးတော့ထည့်လိုက်သို့မဟုတ်အဲနိုင်ငံခြားလူတရားရာကိုထည့်လိုက်အဲ့ဒါဆိုအဲ့ page လဲအဲအဆင်ပြေသွားပြီငွေရှာလို့ရသွားပြီဒီလောက်ဆိုတော့ပေါ့မှတင်တယ် okay ဒီလောက်ပါပဲ